မနက်ခင်းအိယာကနူနူချင်းပထမဦးဆုံး7မိနစ်ဟာတင်းတနေတာမှာအရေးကြီးဆုံးအချိန်လို့ပြောလို့ရပါတယ်။ဒါကြောင့်မို့လို့ဒီ7မိနစ်အတွင်းမှာလွယ်လွယ်ကူကူနဲ့ပြုလုပ်လို့ရပြီးတင့်ကိုတနေကုန်စိတ်ကြည်လင်စေမဲ့အချက်တွေကိုရေးသားဖော်ပြလိုက်ပါတယ်။တင်းရဲ့အိယာထားချိန်ကိုတိတိကျကျသတ်မှတ်ထားတင်ပါတယ်။ အိယာကနိုးပြီးမှခဏတဖြုတ်တမေးပြန်လဲအိတ်ဆက်ချင်းဟာတင့်ကိုတဏီကုံထိုင်းပိုင်းစေနိုင်ပါတယ်။နေ့အိယာကလူလူချင်းခန္ဓာကိုယ်ကိုစန့်ထုတ်ခြင်းဟာကောင်းမွန်တဲ့အမှုချင်းတစ်ခုဖြစ်ပါတယ်။ဒီလိုပြုလုပ်ခြင်းအဖြစ်တွေးလည်ပတ်မှုကိုကောင်းမွန်စေနိုင်ပြီးချက်သားတွေကိုပုံမူတမစေနိုင်မှာဖြစ်ပါတယ်။ ၃တင့်ခန္ဓာကိုယ်ရဲ့60ရာခိုင်နှုန်းဟာ ရေဓာတ်ကိုမရှိမဖြစ်လိုအပ်ပါတယ်တင့်ရဲ့အိပ်စက်ချိန်9နာရီကနေ10နာရီအတော်အတွင်းမှာရေတောက်ထားခြင်းမရှိတဲ့အတွက်အဲ့ရနူးနူးခြင်းမှာရေတပံခွက်ကိုမဖြစ်မနေတောက်သုံးသင့်ပါတယ်လေမနက်စာစားခြင်းဟာလေတင်တနေတာမှာအရေးကြီးဆုံးအချက်ဖြစ်ပါတယ် မနက်စာစားခြင်းဟာတနေ့တာရဲ့ကယ်လိုရီလောင်ကျွမ်းမှုဖြစ်စဉ်ကို အထောက်အကူပြုနိုင်လို့နေ့စဉ်စားသုံးသင့်ပါတယ်။ငါဂီတဟာလူတွေရဲ့စိတ်ကို ပြောင်းလဲပေးနိုင်တယ်ဆိုတာကတော့ညင်မရတဲ့အချက်တစ်ခုပါပဲ။တင်မနက်ခင်းကိုတင်နစ်တက်တဲ့တချင်းတပုံးနဲ့စတင်လိုက်ခြင်းအဖြစ်တင်ကိုတနေကုန်စိတ်ကြည်လင်နိုင်စေမှာဖြစ်ပါတယ် 6မနက်အိယတရာနဲ့ဖုန်းသုံးပြတတ်တဲ့အကျင့်ကိုရှောင်ကျင်သင့်ပါတယ်အကောင်းဆုံးကတော့ဖုန်း notification ကိုပိတ်ထားခြင်းပါပဲ9အကောင်းမြင်စိတ်တွေတိုးတက်လာစေဖို့အတွက် မနက်ခင်းတိုင်းမှာစဖတ်တဲ့အလေးအကျင့်လိုပါတယ်အထူးသဖြင့်တင်းစိတ်ကိုခွန်အားဖြည့်ပေးမယ်စာမျိုးကိုရွေးပြီးဖတ်သင့်ပါတယ်